Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အသင်းရဲ့ဘက်ကတော့လက်ရှိဒါဝိုင်းကုဒမဖြစ်သူ Tomiton ကိုစာချုပ်တန်းတူဖို့အတွက်ဆုံးဖြတ်ထားပြီးဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano က report လုပ်လာတယ်စစ်စစ်မှုတွေပေါ့နော်အဲ sorry sorry အဲဆွေးနွေးမှုတွေ PC ပဲဆိုပါက တွမ်ဟီတန်နဲ့မန်ချက်စတာယူနိုက်တက်ဟာ2026ခုနှစ်ဇွန်လအထိတက်တန်းရှိတဲ့စာချုပ်ကိုကျွန်တော်ချုပ်ဆိုသွားဖို့အတွက်ပြင်ဆင်ထားတယ်။တတိယဦးစားပေးကုသမနော်။ဤပြအဖွဲ့ဝင်တွေကတော့တွမ်ဟီတန်ကို စာချုပ်သစ်လက်ခံဖို့တွန်းအားပေးထားတယ်လို့ကစားသမားရဲ့လူငယ်ပြပြောလို့များလူငယ်တွေကိုကူညီပေးနိုင်မှုကိုလည်းအားရကျင်းနေလျက်ရှိတယ်ပေါ့ဗျာ။အဓိကတော့တွမ်ဟီတန်ကိုကျွန်တော်စာချုပ်ချုပ်ရတဲ့အကြောင်းရင်းကလူငယ်ကစားသမားတွေနဲ့ပေါ့နော်အဝတ်အစားလေးကင်းနဲ့မှာ ကစားမဖြစ်သူရဲ့အတိုင်းအတာတစ်ခုဒီအသင်းပေါ်မှာအကျိုးပြုနိုင်စွမ်းကြီးကြောင်းပဲ။ကွင်းထဲမှာကျွန်တော်တို့ဘာမှအကျိုးပြုနိုင်တာမရှိဘူး။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ကသူကိုယ်တိုင်ကကအသက်ရွယ်ရလာတာတတိယဂုဏ်သမားဖြစ်နေတာအပြင် နော်တတိယဂုဏ်သမားဖြစ်နေတာပြင်ဟိုအဝတ်စားလဲကန်းထဲမှာလည်းခေါင်းဆောင်အဖွဲ့ကြီးမှာဆိုလို့ရှိရင် သူ့ရဲ့ဥဆောင်မှုတွေကအများကြီးရေးပါတဲ့ချိန်မျိုးပါဒါကြောင့်ပြီးခဲ့တဲ့နေ့ဒီကလေးကဒီကစားမပြည့်သူတူမီတန်ကိုအသင်းဘက်ကတက်တန်းတူဖို့လုပ်နေတယ်ဆိုတာတွေတတိနေတဲ့ချက်ကျွန်တော်တို့ထွက်လာတာအခုလည်းပဲအသင်းကတော့နောက်ထပ်တစ်နှစ်တက်တန်းတူဖို့ကျွန်တော်ရှိတယ်ပေါ့နော်ဟိုကျွန်တော်ပြောလို့ပဲဗျာအဲ့ဒီရှေ့ကဗီဒီယိုမှာဟိုတူမီတန်ရဲ့အရေးပါမှုတွေကကျွန်တော်တို့မြင်ရတာမျိုးတွေကျွန်တော်မဟုတ်ဘူးအသင်းတာဝန်ရှိသူတွေတို့နော်ဝစားလေကန်းတွေက staff တွေတို့နီးပြအဖွဲ့ဝင်တွေတို့ကပဲမြင်ရတာဆိုတော့သူတို့ဒီရဲ့ဘက်က ဟိုတူမီတန်ကဘလောက်ထိဩဇာရှိတယ်လဲဝါစာလဲကန်းထဲမှာလူငယ်ကစားမတွေတွေဘလောက်ထိစံပြတယောက်ဖြစ်တယ်လဲလူငယ်ကစားမတွေကိုဘလို့ညွှန်ပြပေးနိုင်မှန်သူရှိဖြစ်တယ်လဲနော်ဖာနန်ဒက်စ်တို့ဘာလို့နဲ့အတူအသင်းခေါင်းဆောင်ဆိုတဲ့ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်တွေထဲမှာတူမီတန်ဟာဘလောက်ထိအကူအညီပေးနေနိုင်တယ်လဲဒါတွေကြတော့နီးပြအဖွဲ့ဝင်တွေနဲ့လက်ရှိသူတို့တွေကတည်ပြီးသားဒါအတွက်ကြောင့်လဲပေါ့နော်အဲ့လိုမျိုးအစဉ်ပြေလို့အဲ့လိုအကူအညီတွေရှိလို့ပဲဒီကစားမဖြစ်သူကိုတရန်တိုးဖို့ကြိုးပမ်းတာပါအသင်းပေါ်မှာဘာမှအကျိုးမပြုနိုင်ဘူးဆိုလို့ရှင်တော့ဘယ်သူမှ လဟဒနီပေါင်တောင်းကြည့်ပြရတဲ့လူတရားကိုကျွန်တော်တို့ကတနစ်စာချုပ်ထက်ပြီးချုပ်မှာမဟုတ်ဘူးဗျာအဲကြောင့်တွန်ဖီတန်နဲ့ပတ်သက်တာကလက်ရှိမှာပေါ့နော်တိတ်ပြီးတော့ကျွန်တော်တို့ဒါဝေဖန်ကြရတော့ကျွန်တော်တို့မရှိဘူးပြောစရာဆိုစရာကျွန်တော်တို့မရှိဘူးတွန်ဖီတန်ကိုတနစ်စာချုပ်တန်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတိုးတော့မယ်လာမယ့်ညတိပြောင်းရှိမှာတော့ကျွန်တော်တို့ဒါဘိုင်ယန်နာကိုလက်လွတ်သွားဖို့ရှိတယ်လို့ကျွန်တော်ယူဆတယ် LG ဘိုင်ယန်နာကိုလက်လွတ်ပြီးတော့နောက်ထပ်ကျွန်တော်တို့နေပေါ့နော်ဒါကစားဂိုးသမားအစ်တစ်ယောက်တော့ထပ်ပြီးတော့ခေါ်လိုက်မယ်ဒါပေမဲ့တွန်ဖီတန်ကိုကျွန်တော်တို့ဒါတက်တန်းတူဖို့ကျွန်တော်ရှိတယ်ပေါ့နော် အဲနောက်ထပ်ကျွန်တော်ဆက်ပြီးတော့ပြောသွားရင်ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ပေါ့လေနော်အပြောင်းရွှေ့နဲ့ပတ်သက်လို့ပေါ့အပြောင်းရွှေ့နဲ့ဆိုလို့ရှိရင်လူငယ် United ရဲ့ဘက်ကတော့စာချုပ်ဖြတ်သိမ်းချေပေါင်း9သန်းတိရှိတဲ့ဘာစီလိုနာလူငယ်ကစားသမားပြည်သူ Juan Hernandez Torres ကိုအနီးကပ်စောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။လာမယ့်ဇူလိုင်လမှာအသက်16နှစ်ပြည့်မယ်။အဲ့တော့ဒီကစားသမားဖြစ်သူက attacking midfield မှာလဲကစားပြီးတော့ center mid တို့ပြီးလို့ရှိရင် left wing တို့မှာလဲ ကစားနိုင်စွမ်းရှိတယ်ဗောနော်ဒီလက်ရှိဒီကစားမကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ Manchester United အပြင်ကို Chelsea အသင်းရဲ့ဘက်ကလည်းစိတ်ဝင်စားလျက်စောင့်ကြည့်စိတ်ဝင်စားတာကြောင့်စောင့်ကြည့်နေတယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ report လုပ်ထားတယ်ဟိုလူငယ်တွေနဲ့ပတ်သက်လို့ရှိရင်အပြောင်းအရွှေ့ကအတိုင်းအတာတစ်ခုဒီ United အပေါ်မှာမျှော်လင့်လို့ရတယ်လူငယ်တွေနဲ့ပတ်သက်ရင်တကယ်ပြောရနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Ineos တို့ဘာလို့ရောက်လာပြီးကြတဲ့ကเนาะပြီးရင် AHI အထက်ကတာဝန်ရှိသူတွေအဖွဲ့အစည်းတွေဖွဲ့စည်းပြီးကြတဲ့က လူငယ်ကစားမတွေလူငယ်ကစားမတွေဆိုတာကျွန်တော်ခေါ်တာနော်လူငယ်ကစားမတွေအမှန်ကန်ခေါ်တယ်နော်စီနီယာအသင်းကြီးမှာလည်းလက်ရှိတချို့ကစားမတွေကျွန်တော်တုံးနေပြီနော်ဟိုဘယ်လိုပြောမလဲအသင်းတစ်ဝက်ကတော့စီနီယာပလေးယာတွေဒါတိတ်ပြီးတော့မခေါ်နိုင်တာလူငယ်ကစားမတွေကတော့အမှန်ကန်ခေါ်နေတာကျွန်တော်တခုလို့ရှိတာပေါ့နော်အာမင်းဘာစီကလက်လော့တင်မှာအရန်ကောင်းတဲ့လူငယ်လေးတွေထွက်နေတာဗျာညီကလို့တည်တဲ့အတိုင်းပဲနော်ဆိုတော့ဒီဟိုတော်တော်လေးပဲပေါ့နော်ကိုအသင်းမှာကဘလောက်ထိကျွန်တော်အနေနဲ့ ဟိုဖြစ်မှာလဲပေါ့တိတယ်မလားဒီဒီကစားမဖြစ်သူကတအားကောင်းလို့မြန်เนาะတအားကြီးကောင်းလို့မြန်ကျွန်တော်ကခေါ်မှာလားပေါ့ရည်သွေးရတအားရှိလို့များလားပေါ့အကယ်လို့ပေါ့နော်အည်သွေးတအားရှိတယ်ဆိုလို့ရင်ဘာစီရဲ့ဘက်ကလည်း16နှစ်တောင်ရှိနေပြီဆိုတဲ့အခါကျတော့ဒီကစားမကိုမရိပ်မိစရာအကြောင်းမရှိဘူးပေါ့နော်နော်အဲ့လိုမျိုးတွေလည်းရှိတာပေါ့လေတခုတော့ရှိတယ်နော်ကစားမလူငယ်ကစားမလေးတယောက်ကတကယ်ကောင်းနေဆိုလို့ရင်ဘာစီလိုနာတို့ဘာလို့ကဘာစီလိုနာတို့ဘာလို့ကမင်းတတိထားမိပြီးသားပဲတတိထားမိပြီးသားပဲကစားမတယောက်ကအင်မတန်ကောင်းနေပြီဆိုလို့ရှိရင် အခုဆိုလို့18နှစ်ဗျ18နှစ်ဆိုတာမျိုးကမင်းဘာစီလိုနာကင်းတောက်တွေဘာစီလိုနာတာဝန်ရှိသူတွေမရိပ်မိတရားအကြောင်းမရှိဘူးဘာကြောင့်လဲတော့မသိဘူးပေါ့နော်လက်ရှိပုံစံအရဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီကစားမလေးကဟိုဘလိုပြောစပိန်တွေ့ပေါ့နော်စပိန်လူငယ်အသင်းတွေမှာလည်းသူကစားထားပြီးသားထင်ပါတယ်နော်ကစားထားပြီးသားထင်ပါတယ်ဆိုတော့ဟိုခုနကပြောလိုပဲကျွန်တော် attacking midfield ကိုကစားနိုင်တယ် center mid ကိုကစားနိုင်တယ် left wing ကိုကစားနိုင်တယ်ပေါ့ဗျာဒါအပြင်လည်းဇာရာကူစာလူငယ်အသင်းကနေပြီးတော့သူကဘာစီကိုပြောင်းလာတာ ဘာက U16 တို့ပေါ့နော် U19 တို့မှာသူကစားနေတယ်ပေါ့နော်ဒါကြတော့လောတင်မှာကျွန်တော်ကြည့်ရင်ဟိုလူငယ်လေးကတော့သူ့ဟာနဲ့သူတော့ဟုတ်နေတာပေါ့လေတော်တော်လေးပဲအတင်းဘက်ကဒီကစားမလေးကိုအမှန်ကန်ရအောင်ခေါ်နေမလားဆိုတော့ဆောင်းစောင့်ကြည့်ရမှာပေါ့နော်တကယ်လို့ဒီကစားမလေးကတအားကောင်းတဲ့သူတယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ဘာစီရဲ့ဘက်ကရောလွယ်လွယ်နဲ့တက်လို့ပါမလားစောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ညီကတို့နေနေရောဒီလူငယ်ကစားမလေးနဲ့ပတ်သက်ပြီးတော့အတင်းဘက်ကအရာခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတို့ပါတယ်